န်လည်းတည်ဆောက်အောင်နံပါတ်1တစ်ချက်အရေးကြီးဆုံးချက်ကကျွန်တော်တို့တန်ဖိုးရှိရှိယုံကြည်ဖို့လိုတယ်ယုံနေဆိုတာကလေဟဲ့မင်းကယုံပါတယ်ကွာယူသွားယူသွားလို့အဲ့ဒါမျိုးမဟုတ်ဘူးပတ်စံလာချီးတယ်ဟဲ့ငါ90ရက်လောက်ချီးသားမှာငါ9000လောက်ချီးသားမှာယော့ငါပြန်ပေးမှာနော်ယုံပါတယ်ကွာယူသွားယူသွားအဲ့ဒါမျိုးမဟုတ်ဘူးတယောက်ကိုတယောက်အပြန်အလှန်တန်ဖိုးရှိရှိယုံကြည်ခြင်းတယ်ကျွန်တော်တို့ကလည်းအစိုးရကိုတန်ဖိုးရှိရှိယုံကြည်ခြင်းတယ် ခမားတို့ကလည်းယုံလောက်အောင်လုပ်ပြကျွန်တော်တို့မျိုးတော်ကြတဲ့မျိုးရှေ့တယ်တဲ့မျိုးနောက်ကတဲ့မျိုးမလုံနဲ့အခုစစ်မတိုက်တော့ပါဘူးပြောပြီးအခုချက်ချင်းလာပြီးကချင်းပြည်နယ်မှာဘုံကျဲတဲ့အပေါက်တွေမချုံနဲ့အခုကာကွယ်ရေးဦးစီးချုပ်နဲ့အခုချက်ချင်းလက်ဆွဲနှုတ်ဆက်ပါတယ် online ပေါ်မှာအခုခမားနဲ့ကျွန်တော်နဲ့ online ပေါ်ကနေ peace တော့ငြိမ်းချမ်းရေးစကားပြောမယ်ဆိုပြီးတော့လွတ်တော်ကနေတော့ပြောနေတယ်အခုတွားပြီးတော့ဘုံနဲ့ကျဲလိုက်အမြောက်နဲ့ထုလိုက်မလုံနဲ့ ဲ့ဒါ trustworthiness လို့ကျွန်တော်တို့ခေါ်ရလိမ့်မယ်အဲ့ဒါဘာလဲဆိုတော့တန်ဖိုးရှိရှိယုံမယ်ကိုပြောတဲ့စကားတန်ဖိုးထားအဲ့တန်ဖိုးထားတဲ့စကားအပေါ်အဂရိတီကျွန်တော်တို့အဲ့အန်ဒီဆို sorry ဒေါ်ဆက်စုကြည်ဆိုခဏခဏပြောပါတယ်ဂရိမပေးနိုင်ကျွန်မဘယ်တော့မှမပြောဘူးကျွန်မဂရိမပေးနိုင်တဲ့စကားကျွန်မဘယ်တော့မှမပြောဘူးသူအမြဲပြောတယ်လွယ်လွယ်နဲ့ကျွန်တော်တို့ဂရိမပေးပါနဲ့အဲ့ဒီဂရိကိုတန်ဖိုးထားပါအဲ့ဒါလို့တန်ဖိုးထားရမှကျွန်တော်တို့ကတန်ဖိုးထားရမယ် ယုံကြည်မှုဆိုတာရလာပါလေအဲ့တစ်ချက်နောက်တစ်ချက်က respect အပြန်အလှန်ကျွန်တော်တို့တယောက်ကိုတယောက်လေးစားမှာဘယ်သူပဲဖြစ်ဖြစ်စင်ရင်စင်ရင်ချမ်းသာချမ်းသာဆရာပဲဖြစ်ဖြစ်တပည့်ပဲဖြစ်ဖြစ်တရောင်းစားပဲဖြစ်ဖြစ်အပြန်အလှန်လေးစားဖို့လို့ကျွန်တော်တို့ကလည်းရက်ွက်အုပ်ချုပ်ရေးမှုကိုသွားစော်ကားနေတာမဟုတ်သလိုမြို့နယ်အုပ်ချုပ်ရေးမှုကိုလည်းသွားစော်ကားနေတာမဟုတ်သလိုလွှတ်တော်ကိုယ်စားလှယ်ကိုလည်းသွားစော်ကားနေတာမဟုတ်ဘူးအဲ့လိုပဲတွတ်တော်ကိုယ်စလဲရတော့လည်းကောမြို့နယ်အုပ်ချုပ်မှုရောရက်ွက်အုပ်ချုပ်မှုရောတော့ကျွန်တော်တို့တိုင်းသူဒီသားတွေအပေါ်မှာ အပြန်အလှန်လေးစားပါအပြန်အလှန်လေးစားမှုကနှစ်ဖက်လုံးတည်ဆောက်ပါအဲ့ဒါမှခုနကကျွန်တော်ပြောတဲ့ယုံကြည်မှု ဖြစ်လာအဲ့ဒီလိုယုံကြည်မှု ဖြစ်လာမှကျွန်တော်တို့မှာ responsibility လို့ခေါ်တဲ့တာဝန်ယူမှုနဲ့တာဝန်သိမှုရှိလာအရာအရေးကြီးတယ်ကျွန်တော်တို့တိုင်းပြည်48နှစ်လုံးလုံးဒုက္ခရောက်ခဲ့ရတာအဲ့ဒီတာဝန်ယူတဲ့လူတယောက်မှမရှိဘူးတာဝန်သိတဲ့လူတယောက်မှမရှိခဲ့ဘူး တတဝင်မယူကြတာဝင်မသိကြတဲ့အခါမှာကျွန်တော်တို့ဘာမှဖြစ်မလို့အဲ့ဒီတာဝင်ယူတာနဲ့တာဝင်မသိတာဟာဘာနဲ့ချိန်လဲလို့ဆိုတော့ rights လို့ခေါ်တဲ့အခွင့်အရေးနဲ့ချိန်ပါတယ်မိဘတာဝန်အာသမိတာဝန်မိဘဖြစ်ပြီးမိဘတာဝန်မကြေပြွေရင်မိဘဆိုတဲ့နေရာမှာ မိဘဆိုတဲ့အခွင့်အရေးမရပါဘူးចောင်းဆရာတယောက်ကျွန်တော်တို့ရခိုင်ပြည်နယ်ကိုရောက်တော့ ရခိုင်ပြည်နယ်ကျွန်တော် sorry ရခိုင်စုံစမ်းစစ်ဆေးကော်မရှင်မှာကျွန်တော်ပါနေတော့ကျွန်တော်ရခိုင်ပြည်နယ်ကိုရောက်တယ်။ចောင်းဆရာចောင်းអုပ်ကြီးတခြားလူတော့မဟုတ်ဘူး။ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာအဲ့ဒီចောင်းကိုရောက်တဲ့အချိန်ဟာ၈နာရီခွဲမနဲ့ចောင်းကြီးကဒီလိုဖြစ်နေ။ဟာဆရာတို့အေးလာကွာဟဲ့ဟာကရုံးအဲအဲ့ဒါဆရာအဲ့ဒါចောင်းអုပ်ကြီး အဲ့ဒီကျောင်းအုပ်ကြီးပြဲ့ကျွန်တော်သူ့ဘလို့ယုံယုံကြည်ယုံယုံယုံကြည်ရတော့ဘလို့ယုံတည်ရမလဲသူ့ရဲ့တာဝန်ယူမှုနဲ့တာဝန်သိမှုကိုကျွန်တော်ဘလို့နားလဲရ၈နှစ်ခွဲပဲရှိသေးတယ်မနဲ့မူးနေပြီသူ့တပည့်တွေကိုသူ့ဘလို့အုပ်ချုပ်သူ့တပည့်တွေကိုထားအောင်လို့သူ့လက်ရောက်ကဆရာတွေကိုသူ့ဘလို့အုပ်ချုပ်ကျွန်တော်တို့ချက်ချင်းပြောရတယ်နောက်ချက်ချင်းရွှေ့ပလိုက်ပါအဲ့ဆရာကြီးအဲ့တော့ ပြဿနာတွေဖြစ်ကြတော့ဒီလိုဆရာကြီးမျိုးတွေကြောင့်ဖြစ်ကြရတာပေါ့တာဝန်သိမှုတာဝန်ယူမှုမရှိအဲ့တော့ तू तू ကသူ့ရဲ့ဆရာကြီးဆိုရဲအเจ้าဆရာကြီးဆိုရဲအခွင့်အရေးရောရသင့်လားဘောက်ရသင့်ရမှာမရသင့်ဘူးတာဝန်မသိရင်တာဝန်မယူရင်အခွင့်အရေးလည်းလာမတောင်းဘူးထိုနည်းတူပဲသာသမီသာသမီနေရာမှာနေသာသမီတာဝန်မသိဘူးသာသမီအခွင့်အရေးမတောင်းပါနဲ့မရောမှမရဘူးအเจ้าဆရာတပည့်ဒီတိုင်းပဲ ဆရာတိဆရာအခွင့်ရေတပည့်တပည့်အခွင့်ရေလိုချင်လားလိုချင်ရင်ကိုတောင်ကိုကိုသိရအဲ့ဒီ responsibility တောင်ဝင်မသိလို့ကျွန်တော်တို့ဒုက္ခရောက်ခဲ့ကြတယ်နောက်တစ်ဆင့်နောက်တစ်ခုကျွန်တော်တို့ fairness လို့ခေါ်တဲ့မြတ်မြတ်တာတာရှိကြတချိန်လုံးပြီးခဲ့တဲ့တချိန်တော့မျက်နှာလိုက်ခဲ့တဲ့ကိစ္စတွေတပုံကြီးပဲပြီးတာတွေထားပါလို့အခုကျွန်တော်တို့မျက်နှာလိုက်တဲ့ကိစ္စတွေမြတ်မြတ်တာတာမရှိတဲ့ကိစ္စတွေပြင်ရမယ် အဲ့ဒီကနေပြီးတဆင့်တင့်ရင်တော့ကျွန်တော်တို့ကတယောက်ကိုတယောက်ဂယုဆိုင်ရအကူကဒီဘက်ကဥလေးကိုဂယုတဆိုင်ဆက်ဆက်မှာဒီဘက်ကဥလေးကလည်းဟိုအကူကိုဂယုတဆိုင်ဆက်ဆက်မှာဘေးအိမ်ချင်းကတ်နေကြရင်ဒီဘက်အိမ်ကလည်းဟိုဘက်အိမ်ကိုဂယုဆိုင်ပါကျွန်တော်တို့ဗမာမှာအင်မတန်ကောင်းတဲ့ဒလေရှိပါတယ်ဗမာတွေအရင်တုန်းကညော်ကြပဲဗျို့လို့អော်လိုက်တာဘယ်သူမှတင်စရာမလိုအဲ့ဒါ rights and responsibility အခွင့်အရေးနဲ့တာဝန်သိမှုကိုယ့်အိမ်ကကြော်ခွင့်ရှိတယ်ငါအိမ်ကငါဘာငါစီစီတတ်တာငရုတ်သီးစီတတ်တယ်ဘာဖြစ်လဲဘယ်ကောင်ခွင့်ဆိုင်စရာလိုလဲပြောမှာပေါ့မဟုတ်ဘူးသူ့ရဲ့အခွင့်အရေးလုတ်ခွင့်ရှိတယ်ဒါပေမဲ့ तू ကတာဝန်သိတယ်တာဝန်သိလို့ဘေးအိမ်နေမှာများအညော်နဲ့မတဲ့တယ်လူရှိရင်ကြိုပြီးတော့စနွေးလေးပါလေးရှူပယုတ်စီလေးပါလေးရှူထားလို့ရအောင်ဒူဒီမဟုတ် တကားပိတ်ထားခြင်းပိတ်ထားလို့ရအောင်ကြိုတင်ပေးလိုက်တာသူ့ရဲ့တာဝန်သိမှုသူ့ရဲ့အခွင့်အရေးရာသူလှုပ်ရှင်တာလှုပ်ခွင့်ရှိတာမှန်တယ်သူ့ရဲ့တာဝန်သိမှုရာဘေးအိမ်လေးရှေ့ခွန်အိမ်နောက်ခွန်အိမ်လှမ်းပြီးတင်ပို့တယ်အဲ့ဒါဂယုစိုက်တာအဲ့ဒါလို့ဂယုမစိုက်တဲ့အခါကျတော့မင်းအိမ်ဖြိုစန်းกว่าရှေ့တချမ်းဘာဖြစ်လို့လဲလမ်းနဲ့မလွတ်လို့ဆိုလို့လှုပ်သွားတာပဲခံခဲ့ရတာပဲမလားမင်းတို့လေတွေ ်ငါတို့စက်ယုံဆောင်မယ်မလွတ်ဘူးဖယ်စမ်းกว่าဆိုဖယ်ပေးလိုက်ရတာပဲမဟုတ်လားအဲ့ဒါဂယုမဆိုင်တာအခုလက်ဗရောင်းတောင်ကိစ္စတရားလူတွေအကုန်ကြားဘူးနေကြမှာကျွန်တော်တို့လည်းဒီကိစ္စတွေထဲမှာပါနေရတော့လက်ဗရောင်းတောင်ဆိုတာမုံရွာမှာကြီးနေစီမံကိန်းလုပ်တယ်တရုတ်ကဝမ်ပေါင်ကုမ္ပဏီလာတယ်ဝမ်ပေါင်ကုမ္ပဏီမတိုင်ခင်တော့အိုင်ဗန်ဟိုးကုမ္ပဏီလုပ်တယ်ကနေဒါကကနေဒါတွေကလူလေကြပြီးတရုတ်လက်ထဲကိုလွှဲရောက်သွားတယ်ပွဲစားကဘယ်ကောင်မှမသိဘူးဒါပေမဲ့မြန်မာစီးပွားရေးဥပိုင်နဲ့ တရုတ်ဝမ်ပေါင်နဲ့ပေါင်းလုပ်တယ်အဲ့ဒီစီမံကိန်းနဲ့အနည်းဆုံးနေရာမှာရှိတယ်ဝမင်းဆိုတဲ့ရွာလေးကျွန်တော်ထောင်ကလွတ်ပြီးပြီးချင်းတလအကြာမှာရောက်သွားတယ်အဲ့ဒီဝမင်းဆိုတဲ့ရွာလေးမှာရှည်တောက်ဖို့တောက်ရည်ရည်တွင်းကြီးရှိရတယ်တောက်ရည်တောက်လို့မရဘူးအဲ့ဒီဝမင်းဆိုတဲ့ရွာလေးမှာဘူးသီးပင်စိုက်လို့မရဘူးခရမ်းပင်စိုက်လို့မရဘူးအသီးအနှံစိုက်လို့မရဘူးအဲ့ဒီသူတို့ရည်တွင်းနဲ့ရည်တွေနဲ့ ခတ်ပြီးတော့လောင်းလိုက်တာနဲ့အဲ့ဒီအပင်တွေအကုန်သေး။ဘာကြောင့်လဲ။အဲ့ဒီရေတွေထဲမှာတတ်ထုတ်ဓာတ်တွေပါနေ။အဲ့ဒီရေတွေထဲမှာစွန့်ပစ်လိုက်တဲ့မြေကြီးတွေရဲ့တတ်ထုတ်ဓာတ်တွေပါနေတဲ့အတွက်ဒီရေတွေကိုတောက်လို့လည်းမရဘူး။ဒီရေတွေကိုအပင်ကိုလောင်းရင်လည်းအပင်သေးတယ်။အဲ့ဒါအဲ့ဒီဒေသမှာရှိတဲ့ကျွန်တော်တို့မမာလူမျိုးနှစ်ပေါင်းရာချီနေခဲ့ကြတဲ့မိသားစုတွေ ဂယုမဆိုင်ဘူးကဘာပေါ်မှာဘယ်နေရာမှာစီမံကိန်းတစ်ခုလှုပ်လှုပ်တိုက်ပဲဆောက်ဆောက်လမ်းပဲဖောက်ဖောက်တံတားပဲဆောက်ဆောက်အရေးကြီးဆုံးစကလုံးတစ်လုံးရှိပါတယ် CSR လို့ခေါ်ပါတယ် Corporate Social Responsibility တာဝန်ယူကိုယူရတယ်ဒီဒေသမှာဖြစ်သည်မနစ်နာမှုမှန်သည်အဲ့ဒီတံတားဆောက်တဲ့လူစက်ရုံလှုပ်တဲ့လူတာဝန်ကိုယူရတယ် ဒီနေရာမှာကြောင်းပြတ်သွားရင်ကြောင်းပြန်ဆောက်ပြရမယ်ငကူတဲ့ဆယ်ဆကောင်းတဲ့ကြောင်းပြန်ဆောက်ပြရဒီဒေတာလူတွေကိုဒီလိုဒီလိုဒုက္ခရောက်ရင်ကောင်းတဲ့နေရာကိုသွားပြီးရေတွင်းတူပြရလေအခုဘာမှလုပ်မပြီးအဲ့ဒါဂယုမဆိုင်တာဂယုမဆိုင်တဲ့အတွက်ကျွန်တော်စောစောကပြောခဲ့တယ်တာဝန်ယူမှုတာဝန်မသိမှုတာဝန်ရှိတာကိုတာဝန်မယူတဲ့ကိစ္စ responsibility မရှိခဲ့တကယ်နဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားကျွန်တော်တို့ကြီးလက်က တောသူတောင်သားတွေပဲဒုက္ခရောက်လာအဲ့ဒီအတွက်ကြောင့်ကျွန်တော်နောက်တစ်ဆင့်တက်လိုက်တော့နောက်တစ်လုံးက citizenship လို့ခေါ်ပါတယ်နိုင်ငံသားများပါမှတ်ပုံတင်ပန်းရောင်လေးကန်ရုံနဲ့တော့ကိုယ့်ကိုယ်ကိုနိုင်ငံသားလို့မပြောပါနဲ့နိုင်ငံသားနဲ့ပြည်သားအောင်နေမနိုင်ငံသားဖြစ်ပါလိမ့်မယ်မှတ်ပုံတင်ပန်းရောင်လေးတွေကန်နာကြတာနိုင်ငံသားကတ်လို့လည်းမထင်ပါနဲ့အဲ့ဒါနိုင်ငံသားစစ်စစ်ရေးကတ်ပဲရှိပါသေးတယ်နိုင်ငံသားဟုတ်လားမဟုတ်လားဆိုတော့စစ်စစ်တာပါ ီနိုင်ငံထဲမှာအဖေနေတယ်ဒီနိုင်ငံထဲမှာအဖေနဲ့အမေနဲ့ကမွေးတယ်ဆိုရင်အလိုလိုနိုင်ငံသားဖြစ်ပါတယ်ဒါပေမဲ့ကိုယ်နိုင်ငံသားဖြစ်နေပီတာဖို့လိုပါတယ်ကျွန်တော်တို့လူပဲကချင်ပြည်နယ်ကကချင်နေလဲနိုင်ငံသားပါပဲကရင်ပြည်နယ်ကကရင်နေလဲနိုင်ငံသားပါပဲကျွန်တော်တို့စင်ပြီးဆွဲသားတွေလည်းနိုင်ငံသားပါနိုင်ငံသားချင်းအတူတူကချင်နေကြမှာတောင်ပြေးလိုက်မြောက်ပြေးလိုက်ဖြစ်နေရမှာလားနိုင်ငံသားချင်းအတူတူ မားတို့ကျွန်တော်တို့ရဲ့သားတွေသမီးတွေကြတော့ចောင်းတွေကိုတက်လို့ကချင်လေးတွေចောင်းမတက်ရတာနှစ်နှစ်ရှိသွားပြီအခုခမားတို့အေးလို့ဆိုပြီးတော့ခေါင်းအောင်းတွေစောင်းလို့အနှွေးတွေကြီးတွေဝဲလို့ကချင်ပြည်နယ်တုံညာအမတ်ရောက်ပြီးရေခဲအမတ်ရောက်နေတဲ့နေရာမှာအနှွေးတွေဝစ်เสียမရှိတဲ့ကလေးတွေအများကြီးအဲ့ဒီကချင်ပြည်နယ်မှာမြေကြီးပေါ်မှာအိတ်နေရတဲ့လူတွေအခုတည်း6000ကျော်ရှိပြီတော်တဲ့တောင်ထဲမှာ အမိုးအကာအောက်မဟုတ်ပဲနဲ့တောတဲ့တောင်နဲ့ပြေးနေရတဲ့လူတွေ3000ကျော်ရှိသေးတယ်။ရခိုင်ပြည်နယ်မှာကျွန်တော်တို့နဲ့နိုင်ငံသားဆိုတဲ့လူတွေဟာရခိုင်ပြည်နယ်မှာပဲအောက်ကအခင်းမရှိရေဝင်နေတယ်အဲ့ဒီတိုင်အိတ်နေရတယ်။အပေါ်ကအမိုးမရှိဘူးအဲ့ဒီတိုင်အိတ်နေရတယ်။စားစရာထောက်ပံ့မဲ့လူမရှိဘူး၊ကုညီမဲ့လူမရှိဘူးအဲ့ဒီတိုင်နေနေရတယ်။ဒီနေ့မနေ့စာညစာမစားနိုင်လို့စံမြုပ်တောက်နေရတဲ့လူတွေသိန်းကနန်းရှိတယ်။အဲ့ဒါနိုင်ငံသားမဟုတ်ဘူးလား။ ျွန်တော်နိုင်ငံသားတွေကိုယ်နိုင်ငံသားအချင်းချင်းနိုင်ငံသားချင်းစောင့်ရှောက်ရမယ်တောင်းဝန်ကျွန်တော်တို့မှာရှိပါတယ်နိုင်ငံသားတယောက်ဖြစ်ရင်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးလည်းကျွန်တော်တို့မှာရပိုင်ခွင့်ရှိကျွန်တော်ပြောပြရစီအမေရိကန်နိုင်ငံသားဖြစ်ချင်တယ်ဆိုဒီထက်ရလေတယောက်ကြိုက်တဲ့လူထွက်ခဲ့အမေရိကန်နိုင်ငံကိုပို့ပေးပါမယ်မဖြစ်ပါဘူးကမ္ဘာပေါ်မှာဒီမိုကရေစီနဲ့လူ့အခွင့်အရေးထိတ်ဆုံးဆိုတဲ့အမေရိကန်နိုင်ငံကိုကျွန်တော်ပို့ပေးပါမယ်အခုချက်ချင်းပို့ပေးမယ် နိုင်ငံသားလုံးဝမဖြစ်ပါဘူးအမေရိကန်နိုင်ငံသားဖြစ်ချင်လား၅နှစ်စောင့်၅နှစ်စောင့်ပြီးရင်အမေရိကန်လူမျိုးတွေပြောတဲ့ဘာသာစကားကိုဘလောက်ပြောတတ်တယ်လဲစာမေးပွဲဖြေရတယ်အမေရိကန်လူမျိုးတွေလိုက်နာတဲ့ဓလိထုံတန်ယဉ်ကျေးမှု အစဉ်အလာဘလောက်သိတယ်လဲစာမေးပွဲဖြေရတယ်အားလုံးသိကြမယ်အစိုးရကြီးဒေါ်မမကြီးအားလုံးသိပါတယ် တနေ့က၁၂ရက်နေ့ကဒေါ်မမကြီးဗမာပြည်ပြန်လာလို့ရန်ကုန်မှာဖြိုပြွေးဝဲလို့တော့ကျွန်တော်သွားကူခဲ့ပါတယ်ဗမာပြည်သူပြန်လာခြင်းနဲ့ဆိုလို့ကျွန်တော်အမေရိကရောက်တဲ့အချိန်မှာသူ့ဆရာစာကိုယူပြီးတမရစီကြီးကျွန်တော်ပို့တယ်တမရစီကခွင့်ပြုချက်ရလို့သူ့ကိုကျွန်တော်ရောက်အောင်ပြန်ခေါ်ခဲ့တာဒေါ်မမအေးဆိုတော့ဗမာပြည်ကိုချစ်တဲ့အမျိုးသမီးပါဗမာကံကလွဲရင်ဘာသာမှမဆိုးဘူးဆိုတဲ့အမျိုးသမီးပါ ရွှေကုံဘုရားရဲ့အရေးအောက်မှာပဲခေါင်းချပြီးတည်ပြရစီဆိုတဲ့အမျိုးသမီးပါဒါပေမဲ့ပြီးခဲ့တဲ့တစ်ချိန်တုန်းကတာဝန်မဲ့ခဲ့တဲ့အစိုးရကြောင့်သူဟာနိုင်ငံမဲ့တဲ့အမျိုးသမီးကြီးတယောက်ဖြစ်ခဲ့ရတယ်အဲ့တော့ဘယ်သွားလို့ဘယ်လာရမှမသိတဲ့ဒေါ်မမအေးဟာအမေရိကန်နိုင်ငံကိုရောက်သွားတဲ့အခါမှာ၅နှစ်စောင့်နေမှာအမေရိကန်နိုင်ငံသားအဖြစ်နဲ့ရှောက်လွားတင်ရရှာကျွန်တော်ဒေါ်မမကြီးပြောတဲ့စကားကျွန်တော်ဒီနေ့တည်းနားရရမထုတ်ဘူးစိတ်မကောင်းစရာကောင်းတယ် တားရဲ့အန်ဒီမျက်ရည်ဖြိုင်ပြိုင်ကြဘာကြောင့်အမေရိကန်နိုင်ငံသားဖြစ်ချင်လို့လျှောက်လွာတင်တော့လျှောက်လွာကခွင့်ပြုလိုက်တော့အမေရိကန်နိုင်ငံတော်နဲ့အမေရိကန်နိုင်ငံဤတစ္ဆာကိုစောင့်သိယူတည်ရပါမည်လို့အန်ဒီအေးကြမ်းကြင်ရလက်တီတုံးကြမ်းမှာမကြင်ရင်ဒုက္ခမြန်နေစရာမရှိဘူး ဗမာပြည်ကိုအင်မတန်ချစ်တဲ့ဗမာသံကိုပဲဆိုတတ်တဲ့ရွှေဒဂုံဘုရားရဲ့အရေးအောက်မှာမှပြေကျင်နေဆိုတဲ့ဗမာသံအစိုးရကြီးတယောက်ဟာအမေရိကန်နိုင်ငံရဲ့တစ္ဆာကိုစောင့်သိယူသေးပါမယ်လို့တွားပြီးကြမ်းကျင်လာတယ်။တလလောက်အိတ်မပြိုရှာမျက်ရည်ဖြိုင်ပြန်ကြ။ပြန်စဉ်းစားကြည့်။ကျွန်တော်တို့ကနိုင်ငံသားဆိုတာလွယ်လွယ်လေးပြောနေကြတယ်။နိုင်ငံသားဆိုတာနိုင်ငံတကာမှာနိုင်ငံသားဖြစ်ဖို့မလွယ်ဘူး။ကျွန်တော်တို့တိုင်းပြည်ခြားမှာနိုင်ငံသားကိုလွယ်လွယ်လေးဖြစ်ချင်တဲ့လူတွေကြောင့် ရခိုင်ပြည်နယ်မှာပြဿနာဖြစ်တာမဟုတ်ဘူးလားရခိုင်ပြည်နယ်မှာနိုင်ငံသားကိုအလွယ်တကူလှုပ်ချင်ကြတဲ့လူတွေနဲ့နိုင်ငံသားကိုအလွယ်တကူလှုပ်ပေးရင်ပတ်စံရတယ်ဆိုတဲ့လူတွေကြောင့်ရခိုင်ပြည်နယ်မှာပြဿနာတွေဖြစ်ကြတာအခုဖြစ်နေလို့ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့သကပုံတစ်ခုရှိတယ်ရခိုင်ပြည်နယ်ကိုတဲ့အစိုးရအရာရှိကြီးအဖြစ်နဲ့တွားရမယ်ဆိုရင် အဲ့ဒီလူတွေကမျက်ရည်နှစ်ခါကျတယ်ပထမတစ်ခါကျတဲ့မျက်ရည်ကရခိုင်ပြည်နယ်သွားရတော့မယ်ဆိုပြီးတော့ဝန်းနေလို့ကျတဲ့မျက်ရည်နောက်တစ်ခါကျရတဲ့မျက်ရည်ကရခိုင်ပြည်နယ်ကနေနောက်တပြည်နယ်ကိုပြောင်းတော့ဆိုရင်ငါရောက်တာနောက်ကျလေကြီးဆိုပြီးတော့မျက်ရည်ကျရတယ်ဂိုင်းဘလောက်လက်စားကြကြအဲ့ဒါနိုင်ငံသားအလွယ်တကူဖြစ်ဖို့လုတ်ခဲ့တဲ့လူတွေကအဲ့ဒီအာဏာပိုင်တွေကြီးပဲ အစင်အဆက်ပဲအလွေတကူနိုင်ငံသားတွေပြီးခဲ့ကြတဲ့အတွက်ကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံသားဖောင်းပွားမှုဖြစ်တာဖြစ်ရင်းကနေဒီပြဿနာတွေဖြစ်လာအခုကျွန်တော်ပြောတဲ့အကြောင်းကဒါကိုပြောနေတာအဲ့တော့ဒီ character ဆိုတဲ့ထူးခြားတဲ့ဝိသေသလက္ခဏာဒါတွေအများကြီးကဗမာဆိုတဲ့ဝိသေသလက္ခဏာအလုံးအောက်မှာပါပါတယ်ဒီကနေတဆင့်တက်တော့ကျွန်တော်တို့က competency ခေါ်တဲ့နောက်စီတလုံးကိုရောက်ပါ competency ဆိုတာကျွန်တော်တို့ဘယ်သူနဲ့ပြိုင်ပြိုင်ပြိုင်နိုင်ပြီ ဘာနဲ့ပြန်ရမှာဘုဟုတ္တနဲ့ပြန်ရမှာအတွေးခေါ်နဲ့ပြန်ရမှာအုံနောက်နဲ့ပြန်ရမှာကျွန်တော်တို့ဗမာလူမျိုးကဘောလုံးရှင်ကန်လို့ဘာသူနိုင်လို့လဲကျွန်တော်တို့အားခွန်မလနဲ့လှုပ်ရတဲ့အလုပ်ကိုကျွန်တော်တို့မနိုင်ပါဘူးရှောက်ပြောနေတာတခါမှလည်းနိုင်တာမတွေ့ဘူးကျွန်တော်ပြန်ဗမာအာကစားကဘာကိုလွှမ်းရမည်ဆိုတဲ့စကားစပေါ်တဲ့ကောင်ကိုမနိုင်လိုက်တာအခုချိန်ပြီပဲအဲ့ဒီစကားနဲ့နေပြီအဲ့တော့ ျွန်တော်တို့ပြိုင်နိုင်တဲ့အရာတွေဒါပြိုင်နိုင်တယ်ကျွန်တော်တို့ခေါင်းထဲကိုအတွေးခေါ်တဲ့ဘဟုတုတ္တရေရှာကြပါရောက်တုံးရောက်ခဲ့ကျွန်တော်တို့ငယ်တဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုအသက်ရွယ်သူတွေပဲဖြစ်ဖြစ်ကျွန်တော်အကြံပေးခဲ့တာကျွန်တော်တို့နိုင်တဲ့လောက်အမြန်ရှာကြပါသိတဲ့လူကမသိတဲ့လူကိုပြန်မြပေးကြပါအချိန်နည်းနေအလုပ်လုပ်ရအောင်အဲ့တော့အဲ့ဒါဘာလို့ခေါ်လဲနိုင်ငံတကာမှာအလုပ်သိပါ IQ လို့ခေါ်ကြတယ် intelligence ပေါ့ ဟိုစစ်တပ်တဲကိုတွားခြင်းတယ်စစ်ဘိုလ်လုတ်ခြင်းတယ် IG test ဖြေရတယ်ဆရာဝန်လုတ်ခြင်းလဲ IG test ဖြေရတယ် IG ဆိုတာ intelligent quotient ဘောဉာဏ်ကြီးပြကိန်းစာမှုပွဲဖြေရဘယ်လောက်ရှိလဲတရာဆိုရင် okay ဒါတိတ်ကောင်းတယ်ဉာဏ်ကောင်းတယ်120အလွန်ကောင်းအထူးကောင်းစသဖြင့်ဘောအဲ့ဒီဉာဏ်ကြီးပြကိန်းဆိုတာ IG လို့ခေါ်တယ်အဲ့တော့ IG နဲ့ပတ်သက်တဲ့အကြောင်းတစ်ခုရှိပါတယ် ဟိုကဘာကဘာကျော်ယူမဗေဒပညာရှင်ကြီးဆရာကြီးအိုင်စတိုင်ပေါ့ဆရာကြီးအိုင်စတိုင်အခန်းတစ်ခန်းနဲ့ဝင်လာတော့အခန်းထဲမှာလူတွေကအများကြီးပဲသူ့ကိုထားနှုတ်ဆက်ကြတယ်သူနဲ့ပထမဦးဆုံးတွေ့ရတဲ့လူကထားနှုတ်ဆက်တယ်ဟာဆရာကြီးအိုင်စတိုင်တွေ့ရတော့ဝန်တာကျွန်တော် IQ က140ရှိတယ်ဟာအိုင်စတိုင်သဘောကျကောင်းပြီ IQ မြင့်တယ်ပေါ့ခမည်းနဲ့ကျွန်တော် နောက်ဆုံးပေါ့ quantum ယူပဗေဒအကြောင်းကိုပြီးရင်ဆွေးနွေးမယ်။ Okay နောက်တစ်ယောက်ကထားကျွန်တော်ကတော့ IGU 120ရှိတယ်ဆရာကြီး။ Okay ခမရနဲ့ကျွန်တော်နဲ့နောက်ဆုံးပေါ့ဓာတုဗေဒအကြောင်းကိုပြီးရင်ဆွေးနွေးမယ်။ Okay နောက်တစ်ယောက်ကထားဆရာကြီး Einstein ကျွန်တော်ကတော့ IGU 80ရှိတယ်။ဟုတ်ပြီခမရနဲ့ကျွန်တော်နဲ့ပြီးရင်အနုပညာအကြောင်းဆွေးနွေးမယ်။နောက်ဆုံးတစ်ယောက်ကြတော့ထားမျက်နှာလည်းပြည့် ်ဆရာကြီးအိုက်ဆန်ကျွန်တော်အိုင်ကြီးကတော့50ပဲရှိပါတယ်ဟာအစဉ်ပြေးလိုက်တာခမရနေပြည်တော်လွတ်တော်မှာပါတင်ပြခဲ့သေးတယ်အဲ့ဒါအိုက်ကြီးပါပဲကျွန်တော်ပြောချင်တာကအဲ့ဒီလိုကျွန်တော်တို့အိုက်ကြီးမြင့်လေလေ competency လို့ခေါ်တဲ့ရှင်းပြိုင်နိုင်တဲ့အင်အားတက်လျက်ကျွန်တော်တို့ကိုကျွန်တော်တို့အိုက်ကြီးမြင့်အောင်လုပ်တယ် အိုင်ဆိုတဲ့ intelligent အတွေ့အခေါ်အတွေ့အကြုံဘဟုတုဒ္ဒပညာရှာမိတာအကုန်လုံးอ่ะအဲ့ဒါမှကျွန်တော်တို့ဟာရှင်ပြိုင်နိုင်စွမ်းအားတက်လာကျွန်တော်တို့ဟာမိနေမှာဆိုလို့ကျွန်တော်တို့သဲကုန်းဆိုတဲ့နေရာလေးတစ်ခုတည်းကိုမကြည့်ပါနဲ့နည်းနည်းလေးချဲ့ကြည့်လိုက်ရင်ကျွန်တော်တို့ကဘကိုးတိုင်းထဲရောက်လာနည်းနည်းလေးထက်ချဲ့ကြည့်လိုက်မြန်မာနိုင်ငံထဲမှာမြန်မာနိုင်ငံရဲ့မြောက်ဘက်မှာကဘာပေါ်မှာလူ အများဆုံးလို့ခေါ်တဲ့တရုတ်ပြည် မြန်မာနိုင်ငံရဲ့အနောက်ဘက်မှာကမ္ဘာပေါ်မှာဒုတိယလူအများဆုံးဖြစ်လာတဲ့အိန္ဒိယပြည်ဒီနေ့ကမ္ဘာပေါ်မှာထွန်းတစ္ဆာနိုင်ငံ၄နိုင်ငံရှိတဲ့ဘရာဇီးရဲ့ရုရှားရဲ့အိန္ဒိယရဲ့ချိုင်းနာရဲ့၄နိုင်ငံရှိတယ်။အဲ့ဒီထဲမှာချိုင်းနာနဲ့အိန္ဒိယဆိုတဲ့နိုင်ငံကြီးနှစ်နိုင်ငံကြားထဲလာညံ့နေတာကျွန်တော်တို့ကျွန်တော်တို့ကသူတို့နဲ့ပြန်ရတော့အဲ့လိုပြန်ရင်ကျွန်တော်တို့ရဲ့ဘဟုတုတအတွေ့အခေါ်အတွေ့အကြုံ ဉာဏ်ပညာ intelligence ကိုမဖြစ်ရင်ကျွန်တော်တို့မပြိုင်နိုင်ဘူး competency မရဘူးဒါကြောင့်ကျွန်တော် C တစ်လုံးဖြစ်တဲ့ character ကျွန်တော်တို့ရဲ့ character တွေဘယ်လိုပြောင်းအောင်လဲကျွန်တော်တို့ရဲ့ competency ကောင်းအောင်ဘယ်လိုလုပ်အောင်လဲကျွန်တော်ပြောတာဆိုပါတော့ပြိုင်နဲ့ဆိုင်တဲ့နေရာမှာမဟုတ်တဲ့နေရာကြရင်တော့ဗမာတွေကအပြိုင်တော်တယ်လို့ပြောတယ်တလွဲစပင်ကောင်းဆိုပါတော့ကဘာပေါ်မှာရှိတဲ့ထောက်လန်းရေးအဖွဲ့တွေအများကြီးပ ကမ္ဘာထောက်လန်းရေးအဖွဲ့တွေရဲ့ပြိုင်ပွဲကြီးတစ်ခုကျင်းပတာအဲ့လိုလဲကျင်းလင်းကျင်းပရောဆိုပါအတူချုပ်ကျွန်တော်ပြောမယ်ရှေ့ကြီးပြောမှာရှေ့နောက်ဆုံး final ကိုနိုင်ငံသုံးနိုင်ငံရောက်လာဒါဘိုဘိုလူပြီးပထမနိုင်ငံကအမေရိကန် CIA အမေရိကန်ဘဟုထောက်လန်းရေး agency ဒုတိယအင်္ဂလန်နိုင်ငံက Scotland Yard Scotland ရဲ့အဖွဲ့ထောက်လန်းရေးတတိယ ဗမာနိုင်ငံ SB ရဲထောက်လမ်းကြီးဖိုင်နယ်ရောက်တာနော်မယ်ပါအထင်မသေးနဲ့ SB ပါပါလာသုံးဘွဲ့အဲ့ဒီမှာဘယ်သူအတော်ဆုံးလဲဆိုတော့ပြိုင်ပွဲကျင်းပါအဲ့ဒီပြိုင်ပွဲလဲကျင်းပါရောဒိုင်လူကြီးတွေအကုန်လုံးတန်းစီကိုင်းဟောဒီမှာကြည့်ယုံညနေကကျွန်တော်ဆရာဦးသိန်းထွန်းလေဆရာသိန်းကြီးကယုံသားကျွေးမယ်ဆိုပြီးညာခေါ်လာတာအခုထိမကျွေးသေးဘူး ယုံသူပြောတော့မှတ်မိအောင်လို့ပြေယုံယုံနဲ့ပြောပြတယ်မမြင်ကြအောင်ဆောင်းတယ်ဟုတ်ကဲ့မှာယုံဟောတာအဲအဲ့ဒီယုံကိုဟောဒီတောအုပ်ထဲလွတ်လိုက်ပြီကိုင်းမင်းတို့ရအောင်လိုက်ရှာယုံရှာဖို့လွတ်ဟုတ်ကဲ့ဘယ်သူထွက်မလဲ CIA အမေရိကန်ဆရာကြီးထိတ်ဆုံးอ่ะကျုပ်ရှာဟုတ်ကဲ့ CIA ရှာအချိန်ဘယ်လောက်ယူမလဲတနာကြီးလူအင်အားဘယ်လောက်သုံးမလဲတရား CIA အရောက်တရာ တနာကြီးတော်တယ်ဝင်ပြန်ထွက်လာတနာကြီးပြည့်တော့ပြန်ထွက်လာချွေးတယ်မတွေ့ဘူး CIA လမ်းသွားစကော့တလန်ရဲ့အလက်ရောက်မဖြစ်ဘူးအမေရိကန်နေတော့မလွယ်ဘူးဆိုတော့ငါတို့လည်းစ조사มาဖြစ်တယ်အဲ့တော့ကျွန်တော်တို့အချိန်နှစ်နာရီယူတယ်လူအင်အား900ရာရုံတကောင်ကိုရှာဖို့လူ900နဲ့နှစ်နာရီရှာမယ်အင်္ဂလိပ်ရဲဘွဲ့ဝင်သွားပြီ နှစ်နာရီပြည့်တဲ့ချက်မှလူ900လုံးပြန်ထွက်လာမတွေ့ကဲပမာတွေလက်ရောက် SB Okay အချိန်ဘယ်လောက်ယူမလဲ15မိနစ်ဟမ်ဟုတ်ရလားအမေရိကန်တနာရီအင်္ဂလိပ်ကနှစ်နာရီဝင်းချက်မှာ15မိနစ်ဟုတ်ပါတယ်လူငင်အောင်တယောက်ဟမ်သူများတရား900မိချက်မှာတယောက်ဟုတ်တယ်ယုံတယ်လေ Okay ပါထွက်သွားတယ်တကယ်ပဲဗျာဘယ်လောက်တော်လဲဆိုတော့ 15မိနစ်ပဲပြည့်လဲပြီးတော့ထွက်လာဝဲဝံဂုတ်ကဆွဲပြီးခေါ်လာဟဲ့ကောင်မင်းဘာကောင်လဲယုံပါခင်ဗျာလေဝဲဝံကလဲဟဲ့ကောင်မင်းဘာကောင်လဲဆိုကျွန်တော်ယုံလို့ပြောနေတယ်မဟုတ်လားရဲတွေရှိကြတော့စောင့်ကန်ဟိုဒိုင်တွေရှိကြတော့စောင့်ကန်ချလိုက်ပြီဟဲ့ကောင်ဝဲဝံမင်းကမင်းနောက်ယုံလို့ပြောရင်မင်းကငါတို့ electronic အဲ့နဲ့15နှစ်ထတ်ချမှာဟာ gain ဝက်ဝံကိုတော့ယုံဖြစ်အောင်လှုပ်လာတာအဲ့ဒီမဟုတ်တဲ့နေရာကျရင်တော့တော်တယ်အဲ့ဒါတွေကအဲ့ဒီလိုပြိုင်ဆိုင်မှုအင်အား competency လို့ကျွန်တော်ပြောတဲ့ C ဒုတိယတလုံးအဲ့ပထမ C တလုံးက character ဒုတိယ C တလုံးက competency တတိယ C တလုံးက confidence ကျွန်တော်တို့ယုံကြည်ဖို့လိုပါတယ်ဘသူ့ကိုယုံရမှာလဲကိုယ့်ကိုယ်ကိုယုံမှာခင်ဗျားတို့ကျွန်တော်တို့မှာလုံနိုင်တဲ့အင်အားရှိတယ်ဆိုတော့ယုံပေးပါ ဒီနှံကောင်ဒါနဲ့အုပ်တယ်လို့ပဲကိုခုံနိုင်တယ်လို့ယုံရင်ခုံပါကိုကိုကိုမှမယုံရင်ဘသူ့ကိုယုံရမလဲကျွန်တော်တို့ရဲ့ယုံကြည်မှုအရေးကြီးပါအဲ့တော့စီသုံးလုံးပထမစီကျွန်တော်ပြောတဲ့ character character ကိုဘယ်လိုတည်ဆောက်အောင်လဲကျွန်တော်ပြောပြပါဒုတိယစီ competency ပြိုင်ဆိုင်နိုင်တဲ့အင်အားဒီကျွန်တော်တို့ရဲ့ knowledge ပါဘဟုတုတတတိယစီကျွန်တော်တို့အထွေထူးမပြောတော့ပါဘူး confidence ယုံကြည်မှုပဲ ကိုကိုကိုယုံပါဘာမှပြောမနေနဲ့ဘသူမှလက်မယုံနဲ့ကိုကိုကိုယုံမှုလို့အဲ့တော့ ABC ပြောပြီးရင်ကျွန်တော် D သွားရပါလေ D ကတော့ခမရတို့ကျွန်တော်တို့အားလုံးသွားနေတဲ့လမ်းကြောင်းဒီမိုကရေစီပဲအဲ့ဒီ D တလုံးနဲ့ဟာဒီမိုကရေစီပြောတော့ကျွန်တော်တို့ဒီမိုကရေစီကိုသွားနေတာဘာဒီမိုကရေစီလဲအခုပြောရင်ကျွန်တော်ဒီကမိဘပြည်သူတွေနဲ့လည်းအပြန်အလှန်ပြောလို့ရတယ်ကျွန်တော်မပြောတော့ဘူး ဒီမိုကရေစီလို့ပြောရင်ဟာဒီမိုကရေစီဆိုတာဘာလဲဘာမှလည်းမသိဘူးကျွန်တော်တို့88ခုနှစ်တုန်းကအရေးတော်ပုံကာလမှာဒီမိုကရေစီလိုချင်တယ်ဒီမိုကရေစီ ရရှိရေးဒိုးရေးဒိုးရေးអော်တာပဲបច្ចាលេះလဲအတန်နေလဲဝင်လို့ထောင်ထဲသာရောက်သွားတယ်ဘာမှမသိဘူးဒီမိုကရေစီကသူများရေးပြီးတော့អော်တာပေါ့ကျွန်တော်တို့လည်းအဲ့တော့ပြောရင်တော့စာအုပ်တွေထဲမှာပါတယ်ဒီမိုကရေစီဒါဒီမိုကရေစီဆိုတာဒီမိုကရေစီလို့ခေါ်တယ်အာဂရိဘာသာလာတာအာဒီမိုဆိုတာပြည်သူ အဂရာစီယာဆိုတာအုတ်ချုပ်ရေးပြည်သူတွေကအုတ်ချုပ်တဲ့အုတ်ချုပ်ရေးပေါ့ဗျာဒါနဲ့ပြီးသွားတာဟုတ်ပါဘူးဒီမိုကရေစီဆိုတာပြည်သူအုတ်ချုပ်တဲ့အုတ်ချုပ်ရေးနဲ့တင်တော့ရပ်မသွားကြပါနဲ့မဟုတ်ပါဘူးအဲကျွန်တော်တို့ကဒီမိုကရေစီလို့ပြောတယ်ဒီမိုကရေစီနိုင်ငံကိုကျွန်တော်တို့သွားကြတော့အဲ့တော့ဒီမိုကရေစီနိုင်ငံတော်ကိုသွားရင်အရေးကြီးဆုံးအချက်ကျွန်တော်သုံးချက်တော့ဒီနေရာမှာကျွန်တော်ပြောခဲ့ခြင်းတယ်ဒီချက်ပူကျရင်ကျွန်တော်ဒီမိုကရေစီအကြောင်းတတ်တတ်ကြီးဒီမှာလာပြီးတစ်နှစ်လောက်ပြောရရင်တော့ပုံမှန်မဟုတ် ပထမအဆင့်ကဒီမိုကရေစီဆိုတဲ့နိုင်ငံကိုဘာလို့တွားချင်တာလဲဒီမိုကရေစီနိုင်ငံတွေမှာကောက်ချစ်ပြီးသွေးအေးရက်ဆက်တဲ့အစိုးရဘယ်တော့မှမပေါ်ကျွန်တော်ပြန်ပြောပါမယ်ကောက်ချစ်ပြီးသွေးအေးပြီးရက်ဆက်တဲ့အစိုးရဘယ်တော့မှဒီမိုကရေစီနိုင်ငံမှာမပေါ်ဒီမှာရှိတဲ့လူတွေအကုန်လုံးသိပါတယ်ဟစ်တလာ ဟစ်တလာက နာဇီပါတီကိုထူထောင်ပြီးဂျာမနီနိုင်ငံမှာခေါင်းဆောင်ဖြစ်ခဲ့အာနာရှင်ဟစ်တလာအဲ့ဒီဟစ်တလာကသူ့လူမျိုးကို သူပြန်မတတ်ဘူးဘယ်ဂျာမနီကိုမှဟစ်တလာတတ်မတော့ဟစ်တလာဂျူးတွေကိုတတ်တယ်ဂျူး6တန်းကျော်အစိတ်ငွေလှုပ်ပြီးတတ်ပြစ်တယ်အခုအစ္စရေးတွေပေါ့အဲ့ဒါဟစ်တလာဒါပေမဲ့ ဟစ်တလာထက်ပိုပြီးကောက်ကျစ်ပြီးသွေးအေးပြီးရက်ဆက်တဲ့အစိုးရကဆိုဗီယက်ရုရှားမှာပေါ်ခဲ့တယ်ဒုတိယကမ္ဘာစစ်ပြီးမှပေါ်တဲ့စတာလင်ကိုလူမျိုးကို14သန်းကျော်တပ်ပြတ်လူတယောက်ကိုတွေ့ရင်မျက်မှန်တတ်ထားရင်ဟာဘာကြောင့်လဲအဲ့ဒီကောင်စာဖတ်လို့စာဖတ်လို့မျက်မှန်တတ်တာပေါ့စာဖတ်တဲ့ကောင်ဟာသူ့လက်ကိုဖမ်းကြည့်လိုက်တယ် လက်မှာအတမာမရှိဘူးကျွန်တော်တို့လက်မျိုးဗျောင်ချောဖြစ်နေဖမ်းဘာလို့လဲအလုံမလုံဘူးအဲ့ဒီကောင်မျိုးကဒီကောင်ကလောင်တန်ကင်တယ်စာရွက်ကင်ဖမ်းဖမ်းပြီးတော့ဟူးချမ်းပေစီးပေဆိုတဲ့ Siberia တိုးတွေတွေပို့သေတာပဲကိုလူမျိုးကိုကို14သန်းကျော်တတ်တာစတာလဲဟစ်တလာတတ်နိုင်တာ6သန်းပဲရှိအဲ့တော့အဲ့ဒီလိုကောက်ကျစ်သွေးအေးရစ်ဆက်တဲ့အစိုးရမျိုးဒီမိုကရေစီနိုင်ငံမှာမပေါ်ပါဘူး ကျွန်တော်တို့ ਨੇ အရှိလေးနာကတ်နေတယ်တလောတိတ်မကြသေးတဲ့နှစ်30လောက်ကမှကမ္ဘောဒီးယားနိုင်ငံမှာပူပော့သူ့လူမျိုးကိုသူပြန်တတ်ခဲ့ကီလင်ဖီဆိုတော့ခေါ်တဲ့လူတက်ကွင်းလိုတော်ဖြစ်တဲ့အယိုးတွေကုထိရှိသေးတယ်ကျွန်တော်တို့ကမ္ဘောဒီးယားရောက်သွားတဲ့အချိန်မှာလူအယိုးတွေမြေကြီးပေါ်မှာကုထိရှိသေးတယ်သူ့လူမျိုးကိုသူပြန်တတ်လူဦးရေနည်းနည်းလေးရှိတဲ့နိုင်ငံမှာတဝက်တိုက်တန်းပြည်လူဦးရေတဝက်လောက်ကိုတတ်ပြတာပူပော့ ဲ့တော့ဒီမိုကရေစီနိုင်ငံမှာအဲ့ဒါလိုကောက်ချက်သွေးအေးရက်ဆက်တဲ့အစိုးရဘယ်တော့မှမပေါ်အဲ့တစ်ချက်ကြောင့်ကျွန်တော်တို့ဟာဒီမိုကရေစီနိုင်ငံကိုတောင်းနေရဒုတိယတစ်ချက်ကျွန်တော်တို့နိုင်ငံသားအားလုံးကျွန်တော်စစောကနိုင်ငံသားဆိုတာပြောပြီးပြီနော် citizen ဆိုတာကျွန်တော်တို့နိုင်ငံသားအားလုံးမှာရပိုင်ခွင့်တွေရှိတယ်ကျွန်တော်တို့အဖေတွေအမေတွေကလဲမြေတွေပေးခဲ့တာအဲ့ဒါကျွန်တော်တို့ပိုင်တာအစိုးရပိုင်တာမဟုတ်ဘူးအဲ့ဒီရပိုင်ခွင့်ကို ဘသူကမှလာလူယူလို့မရအောင်ဒီမိုကရေစီနိုင်ငံမှာခမရတို့အိမ်တွေကိုခမရတို့ခွင့်မပြုဝဲနဲ့ဘယ်ကောင်မှဝင်လာလို့မရအောင်ရဲဝင်လို့လည်းမရအောင်စစ်တပ်ဝင်လို့လည်းမရအောင်ရက်ွက်အုပ်ချုပ်ရေးမှုလည်းမဝင်လာနဲ့မရအောင်ဒါကိုယ့်ရဲ့ရပိုင်ကိုကိုယ်ခွင့်မပြုရင်ဘသူမှမဝင်နဲ့ဘာတကောင်စင်းစစ်တပ်ပြန်လာမလို့လည်းအင်ရှင်ဖွင့်မေးမှဝင်ဒါအဲ့ဒါ delay ဒီမိုကရေစီနိုင်ငံကျွန်တော်ပြင်အမေရိကန်လိုနိုင်ငံမှာကျွန်တော်နှစ်လလောက်သွားနေတာဘသူမှတကောင်စင်းလာမစင်ဘူးဗမာပြည်ကမှမပုံတင်ကြီးပဲခဏခဏစစ်ခါ ဘာသဘောလဲအဲ့ဒါနိုင်ငံသားတွေရပိုင်ကုန်တော့ကြဒီဒီကျွန်တော်တို့ချောင်းသာပဲသွားတယ်လမ်းဆိုရင်လူလာခကြီးတွေကလာတာကိုမဟုတ်ဘူးနေထိုင်စင်တယ်ဘာလိမ့်မလဲကိုယ်နိုင်ငံသားကိုကိုမယုံရင်အစိုးရမလုံနဲ့ဘူးကိုယ်နိုင်ငံသားကိုမှကိုမယုံဘူးလားအဲ့ဒါနိုင်ငံသားရဲ့ရပိုင်ခွင့်ကျွန်တော်တို့ဆုံးရှုံးအဲ့နိုင်ငံသားရဲ့ရပိုင်ခွင့်ကိုအင်မတန်တန်ဖိုးထားတာဒီမိုကရေစီနိုင်ငံဆိုပါတော့ တလောကအမရပြန်ဖြစ်သွားတယ်အိုဘားမတလောကဆိုတာတနေ့ရမှာကြမ်းကြိမ်တာအိုဘားမတမရပြန်ဖြစ်သွားတယ်သူ့နိုင်ငံသားတွေရဲ့ရပိုင်ခွင့်ကိုကျွန်တော်တို့ဗမာပြည်ကသူလာတော့က